ဖိလစ်အောင်လုံးမင်းမင်္ဂလာပါရှင်ကျွန်မတို့ channel ကနေပြန်တဲ့ချက်စွန်လိုက်ပါရှင်တနေတရီကျွေးစစ်တပ်ရဲ့ပေါ်လာဆွဲဖန်စီခံခဲ့ရတဲ့နှွားကြောင်သားတူနဲ့ညီဖြစ်သူကိုစားစစ်မှုထမ်းရတဲ့စစ်မှုထမ်းတပ်သားတူတို့ခမရ958တညမှထွက်ပြေးလာပြီးလက်နက်ခံရတဲ့အသူအလင်းဝင်လာတယ်လို့သိရပါတယ်တနေတရီတိုင်းတနေတရီမျိုးနဲ့ကျွေးစစ်တပ်ရဲ့ပေါ်လာဆွဲဖန်စီမှုခံနေရတဲ့နှွားကြောင်သားတူနဲ့ညီဖြစ်သူကိုစားစစ်မှုထမ်းရတဲ့စစ်မှုထမ်းတပ်သားတူတို့ဟာခမရ958တညမှထွက်ပြေးလာ ပြီးလက်လက်ခံရများနဲ့အတူအလင်းဝင်လာကြောင်းဒေါနာစစ်ကြောင်းမှတည်ငြိမ်မှုရဲဘော်ရန်နိုင်ကအရန်ကုန်ခဲ့တဲ့တင်းနေဌာနထံသို့ပြောဆိုထားဖြစ်ပါလေ။မဆလ25နှစ်တွင်တင်းနေတန်ရင်မျိုးနဲ့အခြေဆိုင်ခမာယာ958တင်းရင်မှာစစ်မှုထက်တသားတင်းအူဟာဒေါနာတင်းရင်ဘျူဟာ33နှစ်မြည်အတွင်သို့တနတ်နဲ့လည်းလက်လက်ခံရအပြည့်စုံနဲ့အတူအလင်းဝင်ရောက်လာကြောင်းအလင်းဝင်လာတဲ့စစ်မှုထက်တသားတေကိုအာကာထက်လင်ဟာ MA2 တနတ်တနေနဲ့ဂျီပေါက်တော့ကိုဂျီတရာတောင်းလက်ပြုံတလုံးနေမိုင်းတလုံး စစ်မှုထမ်းတပ်သားတဲ့ကိုနေနှိမ့်အောင်က MA1 တလဲជីပေါက်3ခု G95 တောင်းပို့ជីတောင်း5တောင်းနဲ့အီနာကာ3လုံးနှိမ့်မိုက်3လုံးနဲ့ယူဆောင်လာခဲ့ကြောင်းသိရပါတယ်ထို့သောအနေဝင်ရောင်းလာခဲ့တဲ့ တတတင်လုံးဟာအကျန်းဖက်စတိုင်ရဲ့အတင်းအနမစစ်မှုထမ်းတတအဖြစ်ဆွဆောင်ခံရတဲ့များဖြစ်ပြီးပုလောအခြေဆိုင်အမတ်စနစ်တမရတမ်းမြင့်လေးကြီးကျောင်းနဲ့ဝက်ကလစ်အခြေဆိုင်အမတ်လေးတမရတမ်းမြင့်လေးကြီးကျောင်းမှာတင်နေစဉ်တတများဖြစ်ကြောင်းသိရှိရပါတယ်။ အလင်းဝင်လာတဲ့တပ်သားတင်းအူကပီတူတူနဲ့မြိတ်ကတူပါလောလောဆယ်တူကိုတော့ငွေကျပ်၅သိန်းစီပေးထားပါတယ်ဝန်ကြီးဌာနကလည်းတင်ပြထားတာဖြစ်တဲ့အတွင်းဂုံပြုစုဝေးချရပါလိမ့်မယ်ကျွန်တော်တို့ဘက်ကလည်းဝင်းဖို့ကန့်လန့်ချရှိပါတယ်အစစ်စစ်ချိတ်ဆက်ဝေရောက်လာတာပါမြိတ်ကတယောက်က6တောက်ကျိုးပူတဲ့တူရဲ့ညီကိုစားမဲပေါက်လို့ဝင်ရတာပါပြည်ကတယောက်ကတော့နွားကြောင်းနေနဲ့အရမပေါ်လာဆွဲဖမ်းဆီးခံရပါတယ်စစ်မှုထက်အသက်စင်ကလည်း6တော့တော့တည်ရပါတယ်ဟုဒေါနာစစ်ကြောင်းမှာတယံမှုရဲပေါ်ရင်းနိုင်ကပြောဆိုထားတယ် ဖြစ်ပါတယ်